လာမယ့်နွေရာသီမှာအာဆင်နယ်တို့ဝယ်ဖို့ရွေးချယ်လိုက်တဲ့နံပါတ်1တိုက်စစ်မှုဘန်ဂျမင်ဆက်စကိုအကြောင်းကျွန်တော်တို့ဆွေးနွေးလိုက်ရအောင်ကဲဘတ်ဂျမင်ဆက်စကိုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့အရင်ဆုံးတတိယရာကကြံခဲ့တဲ့ຫນွေဈေးကွက်တုန်းကကျွန်တော်တို့ပလီးသွားခဲ့တဲ့ player တယောက်ပေါ့လေအာဆင်နယ်အသင်းစီကို yes လို့ပြောခဲ့ပြီးအာဆင်နယ်သာခေါ်မယ်ဆိုရင်ခေါင်းငိမ့်ထားပြီးတော့ဘယ်ချိန်မှစိုးလာခဲ့မယ်ဆိုတဲ့အထိသတင်းတွေရိစက်ဆုံးဖြစ်ခဲ့ပြီလေကျွန်တော်တို့အပါဝင်အာဆင်နယ် fan တွေအားလုံးကို play သွားခဲ့ပြီးတော့ RB Leipzig မှာပဲတက်တန်းတိုးခဲ့တယ်အဲ့ဒါကကျွန်တော်ရဲ့ဒီအပြောင်းရွှေ့မှတ်တမ်းပါဆိုလို့ရှိရင်ဒီစားမှာကျွန်တော်တို့မှတ်မှတ်ရရပဲကျွန်တော်တို့မှားခဲ့လာဆိုတော့မမှားခဲ့ဘူးဒါပေမဲ့ကျွန်တော်တို့ကအရင်မျောလင်းခဲ့မိတာဆက်စကိုတော့အာဆင်နယ်ကိုရောက်ပြီးကစားသမားလည်းခေါင်းငိမ့်ထားတယ်ယက်စ်လို့လည်းပြောထားတယ်အားလုံးပြီးစီးသွားပြီး ရောက်လာဘူးပဲဒါပေမဲ့အဲ့ဒီမှာ case လေးတခုဖြစ်သွားတယ်အင်တာနက်ကအဲ့ဒါပါလို့ဆိုတော့ Harvard ကအရန်ကစားသမားတဦးအနေနဲ့ပဲ Arsenal ကိုလာရမယ်ဆိုပြီး Aida ကပြောလိုက်တဲ့အခါကစားသမားအဲ့ဒါကိုပောက်ကွဲသွားပြီးတော့ lip set မှာပဲတတန်တိုးစာချုပ်ချုပ်လိုက်တယ်ကျွန်တော်အဲ့ဒါကိုလုံးဝမသိခဲ့ဘူး။ယာတီဝက်လောက်ကြမှာအဲ့ကိစ္စကိုသိတာ။ကစားသမားအာဆင်နယ်ကိုလာဖို့တော့လုံးဝပြင်ဆင်ထားတာ။အဲ့ဒီတုန်းကဘက်ဂျမင်ဆက်စကိုကန်လန့်တဲ့အသင်းက၃သင်းရှိတယ်။ ူတို့ရဲ့ process တွေကိုပြထားပြီးတော့ main line ဒီအသင်းမှာဘယ်လိုတွေခန်းစားဝင်ရမယ်ဆိုပြီးပြထားတဲ့အသင်းက3သင်းအဲ့ဒီမှာ तू ကအာဆင်နယ်ကိုရွေးချယ်ထားတယ်ရွေးချယ်ထားတာနဲ့ဘလို့မှညှိမြတဲ့အတွက် lift set မှာပဲဆက်ပြီးနေလိုက်တယ်ကျွန်တော်တို့တော့အဲ့တော့ကျွန်တော်တို့တွေမမားခဲ့ပါဘူးကစားသမားအာဆင်နယ်ကိုညင်းပယ်ပြီးအခြားသင်းကိုတွားခဲ့တာမဟုတ်ဘူးသူရဲ့မိခင်ကလပ်နဲ့တတန်းတိုးခဲ့တာအခုတော့အဲ့ဒီတုန်းကမရခဲ့တဲ့ sasco ပဲ aida ဇွဲကောင်းကောင်းနဲ့နောက်တစ်ချိန်ထပ်ပြီးစူးစမ်းလာခဲ့တယ်အဲ့တော့ sasco နဲ့ပတ်သက်ပြီးကျွန်တော်အားတကျအားနည်းချက်လေးပြောလိုက်ရအောင် အားသာချက်ကနေအရင်စပြောအောင်ကိုအသိန်းကလည်းရောက်ခနေပြီဆိုတော့လေဟိုရောက်ဖို့လည်းရက်ခိုင်တော့တော်တော်များနေပါပြီတကယ်လည်းအာဆင်နယ်သားတကယ်ကမ်းလှမ်းပြီးတော့ငွေသုံးမယ်ဆိုရင်ဘာမဆိုဖြစ်လာနိုင်တဲ့အပြောင်းအရွှေ့တစ်ခုအဲ့တော့အားသာချက်နေနေဆိုရင်နံပါတ်၁ချက်ဒီကစားမပနတီဘောက်စတန်မှာဘယ်ချောညာချောကောင်းကောင်းအသုံးပြနိုင်တာတော်တော်လေးဟိုမှာသွေးအေးအေးနဲ့အသုံးပြနိုင်တဲ့ပလေးယား တိုင်းမပြောင်းပြဘောက်စ်ထဲမှာဆိုရင်ဒါကလည်းသူစော့နေရတဲ့ဂျာမန်ဘွန်ဒလီဂါကဟိုပလေယာတွေရဲ့အဆင့်တန်းကြောင့်ပဲပြောမလားပရီးမီးယားလိမြန်နှုံးမြင့်နေဆိုရင်တော့ဒီထက်ပိုပြီးတွတ်မှတော့ရမယ်ဒါပေမဲ့သူအဆင်ပြေနိုင်မလို့ကျွန်တော်ထင်တယ်နောက်တစ်ချက်ကတော့ aggressive bat တွေပေးနိုင်တာအိုက်တာအိတ်ဘဲကိုကျွေးတာအဲ့ဒီချက်လည်းပါတယ်အဲ့ဒါဘာလဲဆိုတော့ဘောလုံးကိုကွင်းလက်တီဆင်းဆဲနိုင်တယ်အဲ့ဒီဆင်းဆဲပြီးတော့ OD ကတူလိုမျိုးအရှိကို aggressive pass တွေမြင်တောင်ပြောမှဆိုဂျော်ဂျီညိုကြီးပေးတဲ့ pass ပုံစံမျိုးတွေသိရမလား line break နောက်ကိုကြော်ချပေးတာမျိုးတွေဒီ through ball တွေခင်းတာမျိုးတွေအဲ့ဘယ်လီတော်တော်လုံးတက်တယ် အရမောင်းလည်းမြင်မာပြီးတော့ဗောလေအဲ့လိုမျိုးအလုံးမျိုးတွေသူလေးမဲ့ထင်ပေမဲ့ရအောင်ပြီးဖို့တက်တယ်တိုက်စစ်မှုတယောက်ကိုနှစ်မျိုးသုံးချင်တဲ့အာရီတာတွက်ဆိုတော့ဒီချက်ကိုသူတော်တော်လေးကြုံရတယ်နောက်တစ်ချက်အဲ့ဒါကတော့ area ထိတ်ကနေပါဝါအပြည့်နဲ့ကန်တက်တာပထမတော့ကျွန်တော်ထင်တာဗောလေဟာဘက်နဲ့ကစားပုံစင်တယ်လို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့တေချာကြည့်တော့မတူဘူးဗျဘာလို့ဆိုတော့ဟာဘက်သွားတဲ့ plane style line break ဖြတ်ကျော်တဲ့ပုံစံမျိုးနဲ့ဒီကစားသမား ပတ်ပြီးဆော့ပြီးတော့အသင်းအတွက် efficient ဖြစ်သေးဆောင်လာနိုင်မဲ့ striker တူဦးရဲ့ကစားဖို့မျိုးတွေကတူတလို့နဲ့မတူ area ထိတ်ကနေ power အပြည့်နဲ့ကန်ချက်တွေယုံကြည်မှုရှိနေကန်တာတွေ့ရတယ်။ဒါကတော့ဟိုတူသွင်းယူခဲ့တဲ့ goal နဲ့ပတ်သက်ပြီးကျွန်တော်ပြန်ပြီး data ပြုစုတဲ့အခါမှာဒီချက်လက်တွေအများစုတွေ့ရတယ်။အများတိုင်းကြီးပဲတော့ goal ပေါက်တဲခဲ့တာတော့မဟုတ်ဘူး။ဒါပေမဲ့ Arsenal မှာလိုအပ်တာက area အပြည့်ကနေကန်တဲ့ကစားမကောင်းတွေလိုအပ်တာ။ကိုယ်ကမကိုယ်ကအတားထားတစ်ဖက်ကိုယ်သမားကို pressure ပေးနိုင်တဲ့ကံကြံမျိုးတွေလုံးတင်နေအဲ့ရနေထွက်လာတဲ့ second ball တွေကို ်ဘောက်စ်ထဲမှာရှိတဲ့ကစားမတူကဝင်ပြီးပိတ်ဒါလည်းအတင်းဖလားလိုချင်တယ်ဆိုရင်အမှန်ရားနိုင်ပွဲရှိတဲ့ twin ကိုဖန်တီးမှုကြီးလုတ်ဖြစ်သွားနိုင်တယ်ပေါ့လေနောက်တစ်ချက်အမြင်ပေါ်ဆွမ်းဆောင်ရည်တော်တော်ကောင်းတာကောင်းတယ်ဆိုတာအရမောင်းလေဗျာ6ပေ4လက်မှဆွန်းဆွန်းရှိတယ်တချို့ report ရဆို6ပေ9လက်မှတောင်ရှိတယ်အဲ့ဒီအရမောင်းဒီလက်ရှိ Arsenal သင်းမှာဒီ area ball တွေကိုကောင်းကောင်းအသုံးပြုချင်တဲ့ Arteta နဲ့ Nicolas Jobar တို့လိုနီးပြအဖို့ရင်တက်ဆိုရင်တော့အကြိုက်ပေါ့ဒီကစားမနဲ့ပတ်သက်ပြီးကင်းထောက်တွေက Arsenal ကို report တွေပို့တဲ့အခါမှာ ဆက်စကိုရဲ့အမြင်ပေါ်စွမ်းဆောင်ရည်ကတခုတ်တရပဲသူတို့ဂုံလူမှတ်ပေးတဲ့အပိုင်းတွေတွေ့ရတယ်။အများတန်း daily report မှာလည်းဆက်စကိုကအာဆီနယ်နဲ့ပို့ပြီးတင့်တော်ပြီးတော့ Premier League မှာဆိုရင်ဒီအမြင်ပေါ်တွေနဲ့အဆုံးသတ်တဲ့အပိုင်းမှာအာဆီနယ်အနေနဲ့အားကိုးရနိုင်ရှိတဲ့တိုက်စစ်ခါမှတူပြီးသူတို့ကညှို့ဆို့ထားတယ်။အာအီတာက main လိုမျိုးကစားသမားမျိုးတော်မှအခြားပိုင်းနဲ့ဆိုင်အဲဂေါန်တိုက်ပေါ်ကောင်းလုံးတဲ့အတွက် forward တင်လိုက်တာ သူကအဲ့ဒီလောင်းဘောတွေရိုက်တင်တဲ့ပိုင်းကိုနောက်ပိုင်းတော်တော်လေးသုံးလာဖြစ်တဲ့အတွက်ဆက်စကိုအိုက်တာဘာကြောင့်ရွေးလဲဆိုတော့ဒီဒီချက်လဲပါတယ်။နောက်တစ်ချက်ကတော့ဂိုသမားနဲ့1 by 1တွေ့တဲ့ပိုင်းနေမှာသူကအဲ့ဒီကြော်ထဲတာမျိုးလေးတွေပြီးတော့ဂိုသမားကိုလိန်ခောက်တာထက်တိတိကျကျ finishing လုပ်တာမျိုးလေးတွေ့ရတယ်။ဒါက ဂိုးသမားနဲ့တွေ့ရင်1 by 1အတကုံကန်လေးရှိတဲ့မာတီနယ်လီထက်ဆိုင်တော့ upgrade တစ်ခုတော့ဖြစ်သွားတယ်။မာတီနယ်လီလည်းအဲ့ဒီဘိုင်းလေးပြင်နိုင်တော့ပိုပြီး chest တွေရနိုင်တယ်ဗောလေ။အဲနောက်တစ်ချက်ကတော့ဒီကစားသမားကအသက်22နှစ်ပဲရှိသေးတာ။ဒါကဘာကြောင့် Yorkrek ကိုမခေါ်ဘဲနဲ့ Sasco ခေါ်ဖို့ရွေးချယ်လိုက်လဲဆိုတဲ့အချက်ပဲ။အသက်ရွယ်ရဆို Arsenal ဒီဒီကစားသမားငွေပို၃လရမှမှိုင်မဲ့9နှစ်လောက်ငယ်တဲ့ကစားသမားတူဖြစ်တဲ့အချက်။ Aitor တို့အဖွဲ့ကလည်းအဲ့ဒါကိုစဉ်းစားတယ်။ပြီးတော့လည်းဘုတ်ဖွဲ့ကတည့်ရတိုင်းပဲရှေးဦးဆွဲတယ်။ ကစားမတူဝယ်ပြီဆိုရင်အကေရီမက်ဒီကစားမငါတို့စီမှာတန်ကြီးဘလောက်တက်လာနိုင်လဲတီးချိန်ကြရင်ကစားမအသင်းနဲ့အစီအမပြေလို့ရောင်းထုတ်ရမယ်ဆိုရင်ဘလောက်ထိအချိုးမြတ်ရနိုင်တယ်ဒါကိုလည်းအသင်းပုတ်ဖွဲ့ကကြည့်တယ်တော့အိုင်ရလိုချင်တာတပိုင်းအသင်းပုတ်ဖွဲ့ business plan တပိုင်းဒါတော့ထားလိုက်တော့အဲ့တော့နောက်ဆုံးတစ်ချက်ကတော့ဒါ champion league မှာ sporting တို့ jubin တက်တို့ atletico madrid တို့နဲ့ပွဲစဉ်မှာသူဂိုးတွေသွင်းနိုင်ခဲ့တယ်။ champion league အုပ်စုအဆင့်၈ပွဲမှာဆရာသမားက၄ဂိုးသွင်းနိုင်ခဲ့တယ် injury history ရဆိုလို့ရှိရင်လည်း2021 20ဘောလုံးရာသီမှာဒဏ်ရာကြောင့်61ရက်နားထားရတယ်လို့ရင်အားလုံးက okay injury မတန်းလုံးဝ strong ဖြစ်တယ်ပြောလို့ရတယ်ဒါကတော့ကစားသမားနဲ့ပတ်သက်တဲ့အားသာချက်တွေဒီချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဟာငါတို့ကယောဂရက်ကိုပဲဝယ်တော့မယ်ဆက်စကိုပဲဝယ်တော့မှာလောက်ပြည့်စုံနေတဲ့ကစားသမားဘာညာဒါပေမဲ့ကစားသမားတိုင်းမှာအားနည်းချက်ဆိုတာလည်းရှိကျုံအားနည်းချက်လေးကြည့်လိုက်အောင်အားနည်းချက်ကတော့ဆရာသမားအင်္ဂလိပ်ကစားဟန်နဲ့အချိန်ယူရမဲ့ကစားသမားတူဖြစ်တယ်ဘာလို့လဲဆိုတော့ तू က Slovenia သား ဆော့ခဲ့တာလေဂျာမန်ဘူဒလီကာမှာပဲဆော့ခဲ့ဘူးတာအဲ့တော့ဒီဇာမားလာပြီဆိုရင်တော့ကျင်းသေးတယ်အချိန်တော့ယူရမယ်ကျွန်တော်တို့ဒီကြံခဲ့တဲ့ຫນွေတော့ခေါ်ခဲ့တဲ့ကာလာဖီယူရီရောမီခေးမိန်ရောပရီးမီယာလိမှာအသားချဖို့ အချိန်ယူခဲ့ရတယ်ချက်ချင်းကြီးဝုံတိုင်းကောင်းခဲ့တာမျိုးတော့မဟုတ်ဘူးတိုင်းနာတစ်ခုကြီးတော့အချိန်ယူခဲ့ရတယ်အဲ့ဒါဆိုအာဆင်နယ်အသင်းရောက်လာမယ်ဆိုရင်တော့အသင်းရဲ့အရေးကြီးဆုံးတိုက်စစ်ကားမှတူဖြစ်ပေမဲ့လည်းနည်းနည်းလေးအချိန်မျှပေးသုံးရဖို့ရှိတယ်တချို့ report တွေကဆိုရင်တော့ခိုင်ဘက်ကိုအရင်ဦးစားပေးသုံးမယ်ပြီးရင်ဒီစားမနှစ်ကိုပြိုင်ခန်းပြီးတော့ပို့ပြီးအရေးပါတဲ့တိုက်စစ်ကားမှတူဖြစ်ဒါရှင်ပြိုင်စေမယ်ပေါ့လေနှစ်ဦးလုံးတန်းသုံးမယ်လို့တော့မထင်ဘူးဒါပေမဲ့ပြောလို့မရဘူး အိုက်ဒါ second striker အနေနဲ့ဟာဘက်ကိုတုံပြီးသူ့ကိုအထောင်တင်လိုက်တာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။နောက်တစ်ချက်ကတော့ပြောင်းရွှေ့ကြီးဖီအားကျွန်တော်အခုချိန်မှာ Chelsea ကဒီပြောင်းရွှေ့တဲ့ဝင်မလာလို့ Arsenal ကတက်တက်တတရမယ်လို့ထင်ကောင်းထင်နိုင်ပြီမဲ့ကြံခဲ့တဲ့တရက်နှစ်ရက်မှဒီဇာမန်နဲ့ပတ်သက်ပြီးပေါင်63တန်းထိဈေးကပ်လိုက်တဲ့သတင်းကိုကြားပါပါ။ယူအားဖြင့်တန်းတရ30ကျော်တယ်။အော် Arsenal အနေနဲ့ဒီဇာမန်ကိုပေါင်တန်း80ရက်နေ90ကျားတော့သုံးရမှာပဲ။နောက်ဆုံးဈေးတက်တာဆုံးလို့ပြောရင်တော့တန်း80 ဲ့ဒါကိုလည်း instrument payment နဲ့ဘယ်လိုပေးရမှန်းမသိဘူးကျွန်တော်ကဈေးကွက်ထဲမှာကစားသမားတူကိုတန်း90နဲ့ရရတန်း80နဲ့ရရပဲသိရဒါပေမဲ့အဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့သူ့ကိုပိုင်ဆိုင်ထားတဲ့ meeting clerk ကဘယ်နှစ်နှစ်နဲ့အပြီးပေးချေပါဆိုတာကလည်းအရေးကြီးရဲ့တန်း30နဲ့ရပြီးတော့တစ်နှစ်ထဲပြီးပေးချေရလဲမချောက်ဘူးတန်း80နဲ့ရပြီးတော့၄နှစ်ခွဲပေးရရင်တော့တစ်နှစ်ကမှ20ပဲကြာဒါကလက်ရှိ သွားနေတဲ့အတင်းတိုင်းရဲ့ဘန်နာကြီးအခြေအနေပေါ့လေအာဆင်နီကတော့ FFB နဲ့အဝေးကြီးပါဒါပေမဲ့ဘုံဖွဲကတက်နိုင်တဲ့လောက်ပိုပြီးဝေးဝေးနေနေတယ်ပေါ့လေအဲ့ဒီအတွက်ပြောင်းရွှေ့ကြီးဖီအားအရဆိုရင်လေဒီကစားသမားအနေနဲ့နည်းနည်းလေးတော့ struggle တော့ဖြစ်မယ်နောက်တစ်ချက်ကကြတော့အားနေချက်အနေနဲ့တိုက်စစ်မှုစစ်စစ်ဖြစ်ဆော့ရပါမလားဆိုတဲ့အချက်ကျွန်တော်ရှေ့မှာကြည့်လိုက်ဂါဘရီယယ်ဂျေဆုအတီအန်ကတီးယားနောက်ပြီးတော့ ဒီခရယာဘက်ဒီကစားသမားတွေဒီအာဆင်နယ်အသင်းမှာဆိုရင်တော့ဆာရွက်ပေါ်ဆေးရရတိုက်စစ်မှုစီးနေမှာပါတယ်တကယ်ကြီးပွဲကစားတဲ့ခါကျရင်အဲ့ဆရာသမားတွေဒီခန်စစ်စင်းကူရာနဲ့ကွင်းလက်ထိဘောလုံးစင်းစေရတာနဲ့တောင်ပေါ်မှာလင့်ကပ်သွားတွဲရတာနဲ့အိုဘာလုတ်တွေလိုက်ရတာနဲ့အလူတွေပဲတောက်လျှောက်ဆော့နေကြပနတီဘောက်ထဲမှာငါဟဲတိုက်စစ်မှုဆိုပြီးတော့အာလင်းဟာလန်လိုမျိုးခန့်ခန့်ရက်ရတဲ့လူတယောက်မှမပါဘူးအဲ့တော့အခုအချိန်မှာမင်းမမင်းဘယ်အသင်းမှာပဲတိုက်စစ်မှုဖြစ်ဖြစ်ဆော့လာခဲ့ငါသေးရောက်ရင်တော့ဝိုင်းလုံးဝိုင်းစားပဲဆိုတဲ့အိုက်တာရဲ့ playing style မှာတော့ နည်းနည်းလေးတော့ကျွန်တော်တို့ယင်ခုန်တယ်အဲ့ဒါတော့ဆက်စကိုအနေနဲ့ကလည်းသိရမလားဒီအပီလစ်ဇစ်မှာသူကွင်းလက်ထိဘောလုံးတွေဆင်းဆဲပြီးအရှိကိုမျောထိုးပေးတာမျိုးတွေကိုယ်တိုင်ဘောလုံးခဲနေကောင်းကောင်းလှုပ်ပြီးတော့တိုက်စစ်ကိုပြန်တယ်လာမျိုးတွေလှုပ်တဲ့အတွက်သိကြတယ်ငယ်တဲ့အချက်ရဲ့လုံအောင်အားပြုတဲ့ဟန်ရဲ့အိုက်တာအကြိုက်ဗက်စလိုက်ရန်ဖြစ်တဲ့ဟာမျိုးရဲ့အကြောင်းဒီကစားမတိုက်စစ်မှုစစ်စစ်ပုံစံမျိုးထပ်ဆိုင်ရင် ဟာဘက်လိုပဲနောက်ထပ်ဘောလုံးစင်းစဲရလိမ့်ဦးမယ်လို့တော့ကျွန်တော်ကတော့ထင်နေတော့မယ်အဲ့တစ်ချက်ပဲကျွန်တော်စိုးရင်လာဘာလို့ဆိုတော့တကယ်ကတိုက်စစ်မှုစစ်စစ်တောက်ကမင်းကျူတီကဘောက်စတဲမှာအဆုံးသတ်ဖို့ပဲဟိုးလုံးတိုက်စစ်မှုဆိုရှင်းတယ်ပြန်စင်းအောင်ကွင်းလက်တဝက်စီမကြောဘူးဒါပေမဲ့အဲ့လိုမျိုးတခွင်းလုံးပတ်ပြီးဆောရတဲ့အခါမှာတကယ်က finishing law မဲ့အခါမှာ stamina ကလုံလောက်အောင်မကျန်တဲ့အခါဒီမှာသူတို့လည်းတော်ပြီးအပြစ်တင်လို့မရအောင်ခိုင်းညင်နိုင်ခိုင်းတာခဲ့တဲ့လူမှလည်းအနည်းငယ်များတော့တောင်းဝန်ရှိရပါလိမ့်အဲ့နောက်တစ်ချက်ကကြတော့အာဆင်နယ်တင်းစီကိုဒီသားမှရောက်လာဖို့ဆုံးဖြတ်ချက်အပိုင်းမယ် ကျွန်တော်အဲ့တခုတော့တန်တရားရှိတာဒီကစားမရဲ့မန်တန်နဲ့ပတ်သက်ပြီးတော့ကြံခဲ့တဲ့ຫນွေတော့ကျွန်တော်ဟာငနေငနေဖြစ်သွားတာလောက်ရက်လိုက်တာကွာဘာညာပေါ့ဘာလို့ဆိုတော့အာဆင်နယ်စီရောက်ပြီလို့ကျွန်တော်ကတွေးထားခဲ့တာဟုတ်တချို့ဆိုကျွန်တော်ကိုပြောတော်ပြောတယ်ဘာကြောင့်အဲ့လိုပြောတာလဲပေါ့မရောက်မရောက်တဲ့ကစားမောက်ဘာကြောင့်ရောက်တယ်ပြောခဲ့တာဟုတ်ကျွန်တော်တို့အချက်လက်တွေအကုန်လုံးလိုက်ပြီးစစ်စစ်တဲ့အခါမှာရောက်တလောက်ဖြစ်နေပြီဒါပေမဲ့ရောက်မလာခဲ့တာဒီကစားမအနေနဲ့အာတီတာနဲ့သူနဲ့ချာမှညှိမြတဲ့အပိုင်းအရအခြားအသင်းကိုပြောင်းသွားတာမဟုတ်ဘူးဗျာသူ့အသင်းမှာတက်တန်းတိုးသွားတာအဲ့ဒါကျွန်တော်တို့လည်းဟို မှားတယ်လို့လည်းပြောလို့မရမှန်တယ်လို့လည်းပြောလို့မရအခြေအနေဖြစ်သွားတယ်အဲ့တော့ဒီကစားမရဲ့ mental အရာဒီနေ့မှထွက်မှာမှန်တယ်အိုက်တာရဲ့အသင်းကိုလာခြင်းနဲ့ဟာဘက်ကိုပဲအဓိက player ဖြစ်သုံးမယ်ဆိုရင်တော့ဒီကစားမကြံခဲ့တဲ့နွေလိုပဲမာနာကြီးတခွဲသားနဲ့အခြားသင်းသင်းကိုပြောင်းသွားမလားဒါမှမဟုတ်သူ့ကလပ်သင်းမှာပဲဆက်ရှိနေမလားအဲ့ဒီချို့တော့ကြည့်ရမယ်ဒါပေမဲ့တခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဥယောပဝင်ဝင်တခုမှမရအောင် epilepsy ကလာမယ့်ရာသီမှာချန်ပီယံလိကစားကြည့်ရဆိုရင်အာဆင်နယ်လာဆိုတဲ့အချက်တစ်ချက်ကတော့ဒီကစားမကိုဆွဲဆောင်နိုင်လိမ့်မယ် အဲ့အတွက်သူ့အနေနဲ့ဝေဝါဖြစ်ပြီးဆုံးဖြတ်ချက်မပြသားတဲ့မန်တယ်မျိုးနဲ့ဆိုရင်တော့ရောက်လာနေခြင်းနဲ့ဒါပေမဲ့အိုက်တာရဲ့တော်ကီတွေကြားထဲမှာသူ့ကိုလည်းမြင့်မြတ်နိုနိုကန်လက်နဲ့အသင်းဖြစ်အာဆင်နယ်ကလည်းရှိလာတယ်ဆက်စကိုအတွက်ဆိုငါတို့ငွေကြိုက်တဲ့လောက်၃မြောက်ခွာဆိုတဲ့ပုံစံပြီးဖြစ်ရင်တော့ဒီကစားမှရောက်လာဖို့ရှိတယ်။တေချာတစ်ခုကတော့စိတ်တက်ပြသားဖို့လိုအပ်တယ်။နောက်တစ်ချက်ကဒီကစားမှနဲ့ဖြစ်တာယောဂရက်နဲ့ကွာဝါတဲ့ချက်ကအိုက်တာကယောဂရက်ကိုခေါ်ပြီးွားလို့ရှိရင်ဆက်စကိုလိုမျိုးတကွေးလုံးအနှံ့စော်ခိုင်းလို့ရမယ်တိုက်ပြုံးမဟုတ်ဆိုတော့သူတီးပုံရတယ်။ဒါဆိုတော့ယောဂရက်တီတိုက်စစ်မှုတကက် traditional တိုက်စစ်မှုစစ်စစ်ပုံစံတိုက်ကြီးလုံးဝအဲ့လိုကစားသမားမျိုးတွေကအိုက်တာလိုချင်တဲ့နှစ်နေရာသုံးနေရာလောက်ပွဲချိန်အတွင်း plain style မှာဖြည့်စော့ပြီးပါဆိုတဲ့တောင်းဆိုမှုမျိုးတိတ်ပြီးလိုက်နိုင်မယ်မထင်ဘူးသူတို့ကတကယ်ဂိုးသွင်းမှုပဲတီးကြ focus ထားတဲ့လူမျိုးတွေဒါပေမဲ့အာတီတာရဲ့ကစားကွက်တီးလူတိုင်းဂိုးသွင်းနိုင်တယ်ဆိုတဲ့ပုံစံမျိုးပုံဖော်တယ်လူတွေပြောလို့လို့သာတိုက်စစ်မှုဝဲတာအဲ့တိုက်စစ်မှုကလည်းအာဆင်နယ်ရောက်လာရင်တကယ်ဖျားဆူး plain style မှာဝင်စော့ရအောင်မယ်ဒါကျွန်တော်တူးရဲ့အမြင်တော့ ဲ့တော့ဆက်စကိုရောက်လာရင်တော့တက်နိုင်တော့ပနတီဘောက်ထဲမှာပဲနေပါလို့ကျွန်တော်ကတော့လက်ရှိချိန်မှာဆူတောင်းနေရပြီအဲ့တော့22နှစ်ပဲရှိတဲ့ဆလိုဝီးနီးယားသားအာဆီနယ်ရောက်လာတယ်ပြောပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီတိုက်စစ်မှုငတ်မွတ်နေခဲ့တာသိရမလားယောဂရက်မရောက်လို့ဆက်စကိုကြီးငါတို့မကြိုက်ဘူးဆိုပြီးလောက်ရတော့မယ့်အချိန်မဟုတ်ဘူးကျွန်တော်ကြီးများရမယ့်အချိန်မဟုတ်တော့ဘူးကျွန်တော်တို့မှာတိုက်စစ်မှုငတ်မွတ်နေခဲ့တာမွေးကလေးရနေလက်ရှိအချိန်ဒီတိုက်စစ်ဆော့လာတဲ့ကောင်အာဆီနယ်ရောက်လာရင်ကျေနပ်နေရမယ့်အချိန်ဖြစ်နေပြီအဲ့တော့အာဆီနယ်အသင်းနေနဲ့တပတ်ကိုယူကိုတသိန်းဆွန်းဆွန်း ဒါ lipset တို့ပေးချစ်တာလေကစားမောအာဆင်နယ်တို့ကတသိန်းခွဲနှစ်သိန်းလောက်တော့ပေးချစ်သွားနိုင်ချေရှိတယ်အဲ့ဆို RB lipset မှာဒီကစားမသည်89ခွန်းဘောကစားထားတယ်39ကိုတွင်းပြီးတော့ရှစ်လုံးဖိန်ထားတယ်ဥမာပွဲပေါင်း60ကစားထားတယ်ဆိုရင်တွင်းကို90လောက်တွင်းကိုဖန်တီးမှု90လောက်လုတ်ထားတဲ့ကစားမလို့ပြောလို့ရတယ်ထောက်ဝက်ကြကြော်ပေါ့လေနောက်တစ်ချက်ကတော့သူ review 7မှာလည်းကစားခဲ့သေးတယ်အဲ့တော့89ဝက်မှာ29ကိုတွင်းပြီးတော့71လုံးဖိန်ထားတယ် အဲ့တော့အိုက်တာရဲ့ညင်တိုင်းမဲ့သူလိုချင်တဲ့ကစားမအောင်မရမကခေါ်လို့ရှိရယ်သူလိုချင်တဲ့ player မှမဟုတ်ရင်ဘယ်သူမှမဝယ်ဘူးဆိုတဲ့တိုက်ရဘတ်ဂျက်မင်ဆက်စကိုတယောက်အာဆင်နယ်စီရောက်လာမှလားကျွန်တော်စောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကဝန်ကြီးပုံပြီးတဲ့ show ball လုံး online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6939သုံးခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ် iPad ကိုကျွန်တော် sport internet နဲ့9သုံးလုံးမိတူဆော့မယ်ဆိုရင်တော့ကျွန်တော်ရဲ့ letter ရဲ့ show ball လုံးမှာလာပြီးဆော့ပါ sport dance ဆိုတဲ့ application လေးတည်းရှိပါတယ်ခင်ဗျာ